မမြဲတဲ့အပေါ်မှာလူတွေကမမြဲမှန်းတော့သိတယ်ဒါပေမဲ့ချမ်းသာတယ်လို့ထင်တာအဲ့ဒီမမြဲတဲ့အရာဟာဒုက္ခဆိုတာကိုထင်မြင်အောင်ပွားဒီဒုက္ခကအနိစ္စရှုတော့ကသွားတဲ့ဒုက္ခအနိစ္စဖြစ်နေတယ်မမြဲတဲ့အရာတစ်ခုကဒုက္ခဘာလို့လို့လို့ဆိုဖြစ်ချင်းပြည့်ချင်းတွေကအမြဲတမ်းဒုက္ခပေးနေတာစက်ထားလို့မှမရတာစက်ထားလို့မရအောင်နှောက်ရခန်းနေရတဲ့ဘဝကြီးထဲမှာဘုန်းကြီးတို့တွေနေနေကြတာတဲ့ဒါကြောင့်မို့လို့ မမြဲတဲ့ခန္ဓာကိုယ်ကြီးကမမြဲသည့်အတွက်ကြောင့်ဒုက္ခပါလို့ဒီအမတ်တင်ညာကိုကိုယ်စိတ်ထဲမှာလေ့ကျင့်ပေးတာပါဒီတင်ညာနဲ့စိတ်ကိုတွဲပြီးတော့လေ့ကျင့်ပေးပါဒုက္ခကိုတွဲပြီးတော့လေ့ကျင့်ပေးလို့ရှင်ဘယ်လိုဟာတွေအကျိုးရှိလာတော့ဆိုကမ္မထာအာထောဝါမှာ ပြင်းတယ်ကုသိုလ်လောကမှာပြင်းတယ်ဆိုတော့အဲ့ဒီအပြင်းတွေဖယ်ရှားနိုင်တယ်မပြင်းတော့ဘူးဘာလို့လဲဆိုမမြဲဘူးမမြဲမှုတွေကအမြဲတမ်းဒလစဒုက္ခပေးနေတယ်ငါပြင်းနေလို့မဖြစ်ဘူးဟော